ကိုဝင်တယ်တွေပေါ့ဒီကိုဝင်တယ်တွေကိုကျွန်တော်တို့ဒါရွေးထုတ်လိုက်ပြီးတော့ကိုဝင်တယ်တွေအတွက်ကိုကျွန်တော်နဲ့ခုနှစ်ရက်သားသမီးကနေပြီးတော့တဦးကိုတသိန်းကျွန်တော်ထူမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့ဒါကြောင့်ပြောလေတယောက်နဲ့တယောက်အားပေးဖို့ဆိုတာထက်လေဟိုဘလို့စကားနဲ့သုံးဝမ်းတော့မသိတော့ဘူးဆိုတော့ကိုရို့ဆိုလည်းအဲ့လိုပဲလေပထမနေ့သားကိုရို့မန္တလေးမှာအိတ်လိုက်တယ်အိတ်လိုက်တဲ့မန္တလေးမှာအိတ်လိုက်တဲ့နေ့ရဆိုရင်လုံးဝအိတ်မပျော်ဘူးလေမနေ့လင်းသွားတဲ့အထိဒီ9နာရီကျော်ပြီးတော့ဟာအဲ့မှာဖျားထားရှိခိုးတယ်ထားရှိခိုးပြီးတော့လေစိတ်တွေကအဲ့လိုပေါ့ ဟိုမကြောက်ဘူးဆိုပေမဲ့လည်းတလားဆိုရင်စိတ်ကတော့တကယ်ဒါကြောက်တယ်လို့ပဲဝန်ခံရမှာပဲဒါမကြောက်လို့လည်းမရဘူးပေါ့နော်အဲ့လိုပေါ့အစိတ်ထဲမှာလည်းဘလို့ email လည်းမသိအဲ့မှာအဲ့ဒီမမတ်ရရ၃ရက်နေ့မနေ့ကလည်းအာ9943မှာလှုပ်သွားသေးတယ်တစ်ချက်အဲ့လိုပေါ့ကိုတို့ဟိုတယ်ထဲမှာရှိနေတဲ့အချိန်မှာအဲ့လိုဆိုတော့ဟိုဒီနောက်နေ့ကျတော့ကိုတို့ကဇင်ဘိုရိုနဲ့အဲ့လိုတိုင်ပင်ပြီးတော့အကြံကောင်းလေးရသွားတာပြင်ဝင်တက်အိတ်ကြမယ်ဆိုပြီးတော့ပြင်ဝင်လေးမှာတက်အိတ်တော့ ဘာပဲဖြစ်ဖြစ်နည်းနည်းလေးအိပ်ပျော်အောင်အိပ်လို့ရသွားတာပေါ့နော်အဲ့တော့ရင်းလွင်မှာဆိုရင်လည်းဟိုမန္တလေးကနေပြီးတော့အဲ့လိုရှောင်လာတဲ့သူတွေအများကြီးပဲဟိုတယ်တွေဆိုပြည်နေတာပဲပေါ့နော်အဲ့လိုအဲ့လိုတွေလည်းတွေ့ရတယ်အဲ့တော့တယောက်နဲ့တယောက်အားပေးဖို့ဆိုတာထက်ပေါ့နော်ဘယ်လိုစကားသုံးမှန်းတော့မသိပါဘူးဒီမှာလေအကူကအခုဆိုရင်ကို့ကိုဝိုင်းပြီးတော့လှူထားတဲ့အလူငွေက400ကျော်လောက်ရှိပြီပေါ့အဲကိုလည်းအခုဒီနေ့မနေ့ပြန်လောက်ကိုကိုတခါတည်းစည်ရင်းချုပ်ကလေးတွေကိုတင်ဖို့ လုပ်နေပြီ။အဲဆိုအလူငွေလက်ခံတာလေးလည်းရက်လိုက်မှကိုရောလည်းစည်ရင်းချုပ်ကလုပ်လို့ရအောင်ပါဘူး။အဲဘလို့ဖြစ်ပြီးတော့စပြီးလက်ခံသွားပြက်လဲဆိုတော့ကိုကဒီငလင်စဖြစ်တဲ့အချိန်မှာ28ရက်နေ့ကကိုကပင်တရာမှာရှိနေတယ်လုချင်ရိုက်နေတာပေါ့အဲကို30ရက်နေ့မှာကိုပြန်ဆင်းလာတယ်အဲ30ရက်နေ့ပြန်လာတဲ့နေ့မှာပဲရန်ကုန်အဝင်မှာဒီမလေးချောရနာဆက်တယ်ဆက်တော့အဲ့ဒါတူတူချင်းလို့ကိုကြီးဆိုတော့အဟုတ်ပြီဒီမလေးအဲဇင်ဘိုလို့ တူတအောင်လို့တော့ရောက်နေကြတယ်ကိုလမ်းပြောပေးမယ်ဆိုတော့ဇင်ဘိုးရဲ့ KP တွေပေးလိုက်တဲ့အချိန်မှာအလုံးက limit ပြည့်နေတော့မြန်မာလေးချောရဲ့နာနေပြီးတော့ကိုအာကိုကြီးပဲလက်ခံထားပေးပါဆိုတော့30ပို့လိုက်တာပေါ့အဲ့နဲ့ကိုကလည်းဒါတာဝန်လည်းရှိတယ်ဆိုတော့ဒီ record လေးလည်းရအောင်ကိုက post လေးတင်လိုက်တာအရိယာနေပဲအလုံးလာလာလူလူရင်းနဲ့အဲ့လိုဝိုင်းလူကြရင်းနဲ့အလုံး300ကျော်လောက်ဖြစ်သွားတာပေါ့အဲ့တော့ကိုက2ရက်နေမှကိုကအာ EV power ကအခုမင်းမင်းမောင်တို့နဲ့ကိုမန်းလေးကိုလိုက်သွားတယ်လိုက်သွားတော့အဲနေပြီးတော့လဲဝင်နေအဲလိုက်သွားတယ်မန်းလေးရောက်တယ်ပြီးတော့မန်လေးမှာကိုတို့သူတို့တွေနဲ့လဲကိုတို့အမရဘူရဘက်မှာသွားလှူတယ်ပြီးတော့အဲ့မှာတရက်နေပြီးတော့ကိုကနောက်နေ့မှာဇင်ဘိုတို့တူတောက်အောင်တို့နဲ့ကိုတို့ပေါင်းပြီးတော့အဲနောက်လိုအပ်တဲ့နေရာလေးတွေကိုလိုက်လှူပြစ်တာပေါ့အဲ့တော့ကိုအဲမြေပြင်မှာ အဲနောက်ပြီးတော့ကယ်ဆယ်ရေးအဖွဲ့တွေရောပေါ့နော်အားလုံးလူခဲ့တာဆိုရင်သိန်း300နီးပါးလောက်ဖြစ်သွားပြီပေါ့နော်အခုထဲမှာလက်ရှိတော့100ကျော်လောက်တော့ခြံမယ်အဲ့တော့နောက်ကိုမသွားပြစ်ဘူးဆိုလဲငကိုတွေကလည်းကိုကအာဇင်ဘူးကိုဘဲကို အလှူအထွက်လက်ခံပေးတဲ့သဘောကလှုပ်လိုက်တာ။တကယ်ကိုသွားပြတော့ကိုလည်းတတ်နိုင်တယ်လို့လူတွေအခုဂျန်နဲ့ပတ်စံတွေကိုထပ်မသွားပြဘူးဆိုလဲစင်ဘိုတို့ကိုပဲထပ်လွှဲပြီးတော့ထူလိုက်မှာ။ကိုခံစားရလို့လဲကိုတို့တွေဒါမနေသာလို့လဲကိုတို့တွေတတ်နိုင်တယ်လို့ကိုတို့ဟိုခုတာပါ။တတ်နိုင်တယ်လို့ဆိုတော့တကယ်ကိုအုတ်တချက်တဲတဲ့ဝင်ပါတော့ကိုတို့တွေဒီရတဲ့ဘက်ကနေပြီးတော့နိုင်တဲ့ဝင်လေးနဲ့ကိုတို့ဝင်ထမ်းတာပါ။ဟိုတကယ်တမ်းကတော့တကယ်ကိုတခါမှကိုမမြင်ဘူးတဲ့မြင်ခွင့်နေကြီးပါပဲဟိုဟိုပထမကိုတို့ မန်လေးမရောက်ခင်တော့ဆိုရင်အာတွေ့နေတာလေးတွေ့နေတာတွေအားလုံးက line ပေါ်မှာဆိုတော့ဒါဒါဒါပေါ့နော်တကယ်တမ်းကိုယ်တွေ့လိုက်တဲ့အချိန်မှာတကယ်ရင်နဲ့တော်တော်မကောင်းပြီးတော့မန်ကလေးဆိုတော့လည်းတကယ်ကိုလို့ကိုအဲအရန်အလုပ်တွေအရန်လုပ်စီခဲ့တဲ့မြို့လေးလည်းဖြစ်တယ်ကိုလိုလည်းအရန်ချစ်တဲ့မြို့လေးလည်းဖြစ်တယ်တော်တော်ပျက်စီးသွားတာ ਉਹ တကယ်ကိုကိုတော်တော်စိတ်ထဲမကောင်းပါဘူးပြောရင်းနဲ့လေဘာလို့ဆိုအခုဆိုလဲအဲ့လိုပြန်လာရောက်လာတယ်ရင်ထဲမှာဒီ တရက်မှဟိုပျော်မနေတော့ဘူးတက်လာအဲ့လိုကြီးတော့ခံစားရတာပေါ့နော်အဲ့ဒါကြောင့်ပြောလေတယောက်နဲ့တယောက်အားပေးဖို့ဆိုတာထက်လေဟိုဘလို့စကားနဲ့သုံးဝမှန်းတော့မသိတော့ဘူးဆိုတော့ကိုရိုးဆိုလို့လည်းအဲ့လိုပဲလေပထမနေ့သာကိုရိုးမန္တလေးမှာအိတ်လိုက်တယ်အိတ်လိုက်တဲ့မန္တလေးမှာအိတ်လိုက်တဲ့နေ့ရဆိုရင်လုံးဝအိတ်မပျော်ဘူးလေမနေ့လင်းသွားတဲ့အထိဒီ9နာရီကျော်ပြီးတော့ဟာအဲ့မှာဖျားထားရှိခိုးတယ်ထားရှိခိုးပြီးတော့လဲစိတ်တွေကအဲ့လိုပေါ့ ဟိုမကြောက်ဘူးဆိုပေမဲ့လည်းဒီလားဆိုရင်စိတ်ကတော့တကယ်ဒါကြောက်တယ်လို့ပဲဝန်ခံရမှာပဲဒါမကြောက်လို့လည်းမရဘူးပေါ့နော်အဲ့လိုပေါ့အစိတ်ထဲမှာလည်းဘယ်လိုအီးမန်လဲမသိအဲ့မှာအဲ့ဒီမမတ်ရရ၃ရက်နေမနေ့ကလည်းအာ9943မှာလှုပ်သွားသေးတယ်တစ်ချက်အဲ့လိုပေါ့ကိုရိုဟိုတယ်ထဲမှာရှိနေတဲ့အချိန်မှာအဲ့လိုဆိုတော့ဟိုဒီနောက်နေ့ကျတော့ကိုရိုကဇင်ဘူရုနဲ့အဲ့လိုတိုင်ပင်ပြီးတော့အကြံကောင်းလေးရသွားတာပြင်ဝင်တက်အိတ်ကြမယ်ဆိုပြီးတော့ပြင်ဝင်မှာတက်အိတ်တော့ဘာပဲဖြစ်ဖြစ်နည်းနည်းလေးအိတ်ပြော်အောင်အိတ်လို့ရသွားတာပေါ့နော်အဲ့တော့ ရုံးလင်မှာဆိုရင်လည်းဟိုမန္တလေးကနေပြီးတော့အဲ့လိုရှောင်လာတဲ့သူတွေအများကြီးပဲဟိုတယ်တွေဆိုပြည့်နေတာပဲပေါ့နော်အဲ့လိုအဲ့လိုတွေလည်းတွေ့ရတယ်အဲ့တော့တယောက်နဲ့တယောက်အားပေးဖို့ဆိုတာထက်ပေါ့နော်လူစကားသုံးအောင်မန်းတော့မသိပါဘူးညီမလေးဖျားတရားလို့လို့ကြံတာလည်းမဟုတ်ဘူးအခုတရားတရားလို့ရင်းနဲ့သုံးသွားတဲ့လူတွေလည်းရှိတာပဲညီမလေးရဲ့အကြောင်းကပါလာပြီးသားအဲ့တော့ကိုပြောချင်တာလေးအဲ့ဟိုမကောင်းသူပဲကောင်းသူကယ်တွေတည့်ရမှာဖျားတရားလို့လို့ကြံတာတွေဒီချိန်မှာတော့မပြောတာကောင်းမယ်ညီမ အဲ့ဇကားတွေကတကယ်ကိုမပြောသင့်တဲ့ဇကားတွေဒီချိန်မှာအလုံးကအတူတူပဲညီမလေးရဲ့တလားဟိုအဓိကတော့ဟိုအလုံးကအကောင်းတာလုပ်နေကြတာကြီးပဲဒါပေမဲ့သူကသူအချောင်းပါလာရင်တော့လေဟိုဖြစ်သွားကြတာပဲအကိုတို့တွေလည်းဒီလိုပဲသွားရင်းလာရင်းနဲ့လည်းဖြစ်နိုင်တာပဲ အဲ့တော့ဟာဟိုဖျားတရားတော့ငကိုရေကဟိုဒီလိုပဲပြောပြောနေကြစကားအတိုင်းပါပဲတကယ်ဖျားတရားတော့လူတိုင်းဘာသာရေးခုဘာသာအတိုင်းကိုယ့်ဘာကိုယ်လောက်ကြရမှာပါပဲဒီအရောကိုရုတွေလည်းတက်အားသရွေ့တော့ကိုရုတွေလည်းဝန်းရံကြမှာပေါ့အဲ့တော့ကိုရုတွေဟိုကိုအများရန်ပြောသလိုပါပဲအခုတဲ့သူတွေလည်းခုနိုင်ဖို့အတွက်တော့ဟိုဟိုအလုပ်တွေစူးစမ်းဖို့တော့လိုတယ်အဲဒီထက်ပိုပြီးတော့လည်းဟိုဘယ်လိုဝန်းရံကြမလဲပေါ့တော်တော်ကြီးတော့လုပ်ယူရအောင်ပါပေါ့အဲ့လိုထင်တယ်ပေါ့နော်ကိုလေဒါပေမဲ့လည်း အဲမြန်မာတွေရဲ့အလှူလှူခြင်းတဲ့စိတ်ကတော့အရင်ကြောက်စရာကြီးပါဟိုမြန်မာလေးခိုင်နေဝေဆိုလဲကြည့်အောင်လှူကြတာဟဲ့လားအခုဇင်ဘူတော်မှအသိန်းတထောင်ကျော်ပါပြီအသိန်း16000လောက်ဖြစ်သွားပြီပိုတော်မှအလှူမခံဘူးတေချာလဲကိုရီဟိုကိုဇင်ဘူတို့တူတောက်အောင်လို့ ਨੇ ရှင်ကိုကအဲ9ရက်6ရက်လောက်နောက်ကြောက်ကြီးမှရောက်သွားတာပေါ့အဲဒါပေမဲ့အဲကိုစီတော်မှလှူကြတာအသိန်း400ကျော်တယ်ဆိုတော့ဒါတွေကဟို ီလိုကူညီတဲ့စိတ်တွေနဲ့ဒီလိုဝန်းရံလိုက်တယ်ဆိုရင်တော့အရင်ကြီးမကြလောက်ဘူးလို့တော့ထင်ပါတယ်ထပ်မဖြစ်ဖို့ပဲဆုတောင်းအောင်ပါပေါ့နော်အဲ့လိုမျိုးပေါ့တခြားဘေးတွေပြောတာပေါ့နော်အခုထိလည်းမနေ့ကထိလည်းအဲ့လိုပေါ့ဟိုနားလှုပ်တယ်ဒီနားလှုပ်တယ်လဲကြားနေရတယ်အခုကအဲမိုးရီလေးတွေကလည်းဝင်လာတော့လဲအဲ့လိုမျိုးတော့လဲစိတ်ထဲတော့စိုးရင်ရတာပေါ့